ဖြူစိမ့်ဝင်ပြီးចောင်းသားចောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကចောင်းပိတ်တဲ့ယာဒီပြီးတော့ဒီဘဲရင်မှာပညာတင်ကြနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်ဝင်ပြန်ဖြေရတဲ့ great day ចောင်းသူចောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးအဲဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တတ်တတ်လောက်ချန်ဖန်တီးထားရဲဆိုရဲအကြောင်းကိုကျွန်မအနေနဲ့ကနအိုးပြောချင်ပါတယ်ကိုစောဝိုင်းဘာပြောမလဲအဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်က ဟိုဘောနော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ဟိုကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလူစာသင်ကျောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံကြံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးလက်ရှိတက္ကသိုလ်ဝန်ထမ်းစာမမဲ့ပြန်ပြည်ရမယ့်အထဲမှာလည်းဒီဘဲမျိုးမပါဘူးအဲ့ဒီဒီဘဲမျိုးကအဲ့ဒီကျောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ်အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံယုံတက်ဖို့လို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင် ။ဒါအကြောင်းသားမှမရှိဘူး။အကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာ။အဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝင်ချောရမှာ။ကျဲမယ်ဗျာ။အကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာ။ဒါအတိုင်းပြေကောက်ဝဲတာပဲ။နိုင်ငံတော်တို့ကလုံတင်လုံထက်တာလုံတာဆက်လုံမှာပဲ။ဒီပေးရင်စာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနဲ့စစ်ရာဇဝမှုများအတွက်မင်းအောင်လိုင်အပါဝင်စစ်ကောင်းဆောင်များအမိတ်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့တရင်မှန်ဖုံးကွယ်သောစစ်လော်ဘီများကိုအေးအေးယူမိဟု NUG ကြီးညာစကိုင်းတိုင်းဒီပေးရင်စတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုနှင့်စစ်ရာဇဝတ်မှုများအတွက်စစ်ကောင်းဆောင်များအမိတ်ပေးသူလက်တွေ့လှုပ်ဆောင်သူနှင့်တည်င်းမှန်ဖုံးကွယ်သောလော်ဘီများကိုအရေးယူမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြီးညာသည် အကျန်းဖတ်စစ်အုပ်စုကျူးလွန်ခဲ့ကျူးလွန်လျက်ရှိသောစစ်ရာဇဝတ်မှုများတွင်အ धिक တာဝန်ရှိသူစစ်ကောင်းဆောင်များအမိန့်ပေးစေခိုင်းသူအရာရှိများလက်တွေ့လုတ်ကင်ဆောင်ရွက်သူလေယာဉ်မှုများအကျန်းဖတ်တပ်ဖွဲ့ဝင်များပံ့ပိုးကူညီသူအားပေးအားမြောက်ပြုသူများနှင့်တရင်ပံကိုဖုံးကွယ်လိမ်ညာနေကြသည့်စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတွင်သာမကပြည်တွင်းတရားဥပဒေများနှင့်ပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ကကြေညာသည့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းနေဖြင့်လေအကြံဖတ်စစ်တပ်၏ယခုကဲ့သို့စစ်ရာဇဝတ်မှုများကျူးလွန်နေပြီးလိညာဝါဒဖြန့်နှိမ်မှုများကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုများရပ်တန့်စေရေးလက်တွေ့ကြသောအရေးယူဖိအားပေးဆောင်ရွက်မှုများကိုပြုလုပ်ရန် NUG ကတိုက်တွန်းသည့်မင်းအွန်လိုင်းဦးဆောင်သည့်အကြံဖတ်စစ်အုပ်စု၏အမိန့်ပေးညွှန်ကြားချက်ဖြင့်အကြံဖတ်လေတပ်ကမေလ၁၂ရက်နေ့နံနက်ပိုင်း စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်ကြေးရွာရှိစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသူကျောင်းသား20နှစ်ဦးနှင့်ဆရာမ2ဦးတို့နေရာတွင်ပင်တည်ဆုံးခဲ့ရကတရားဥကြော်သည်လည်းပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းအိုးတိန်တွင်ကြေးရွာစာတင်ကျောင်းသည်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်ဖွဲ့၏စီမံကုကဲမှုအောက်တွင်ဖွင့်ထားသောအထက်တန်းကျောင်းတစ်ကျောင်းဖြစ်ကြောင်းသိရှိရသည် အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားသောစာတင်ကြောင်းများသည့်စစ်ကောက်စီတက်များ၏တိုက်ခိုက်မှုများကြောင့်ပုံမှန်ကြောင်းဖွင့်ချိန်၊ကြောင်းတက်ချိန်အချိန်စရအတိုင်းတင်ကြားရခြင်းမျိုးမဟုတ်ဘဲအခြေအနေပေါ်မူတည်၍ဖွင့်လှစ်တင်ကြားနေရခြင်းဖြစ်ပြီး ယခုလေကြောင်းတိုက်ခိုက်ခံရခြင်းသည်လဲစစ်ရှောင်ရင်အတက်နောက်ကျနေသည့်ចောင်းသူចောင်းသားများအတွက်ဖြစ်ဆွတ်အတန်းများဖွင့်လေ၍စာတင်ကြနေကြခြင်းဖြစ်ကြောင်း NUG ကထုတ်ပြန်သည့်အလားတူမေလ13ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကရခိုင်ပြည်နယ်ရတိတောင်မျိုးနယ်ထွန်းရဝီကြီးရွာဟောင်းကိုလေကြောင်းမှဘုံကျဲချခဲ့ရာကလေးငယ်များမိခင်များအပါအဝင်ပြည်သူ၁၀နှစ်ဦးတည်ဆုံးပြီး၂၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့အတူမေလ၁၂ရက်နေ့နှင့် မေလ13ရက်နေ့များတွင်စကိုင်းတိုင်းမြင်းမှုမြို့ရှမ်းပြည်နယ်မန်တုံမြို့မိုင်းငေါမြို့နှင့်နောင်ချိုမြို့မန္တလေးတိုင်းမိုးကုံမြို့စကိုင်းတိုင်းဝက်လက်မြို့နှင့်ရွှေဘိုမြို့မှကြေးရွာနှင့်ရွာပဲခူးတိုင်းရွှေကျင်မြို့တို့တွင်လည်းလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အယက်သားပြည်သူများတည်ဆုံခဲ့ကြကြောင်းသိရှိရသည်2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့အထိအကြံဖက်စစ်အုပ်စုကရန်ကုန်နှင့်နေပြည်တော်မှလွှဲ၍ကြံတိုင်းနှင့်ပြည်နယ်13ခုတွင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်းနှင့်689ခုပြုလုပ်ခဲ့ပြီးအဆိုပါဖြစ်စဉ်များတွင်ပြည်သူ3၊သူများ4ဦးတည်ဆုံခဲ့ရကြောင်းသိရှိရသည် အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့်စာတင်ကြောင်း240ကျောင်းစေးုံစေကန်96ခုနှင့်ဘာသာရေးအဆောက်အဦ435ခုပျက်စီးဆုံးရှုံးခဲ့ရကြောင်းအကြမ်းဖက်စစ်တပ်သည်အပြစ်ခတ်ရစဲရေးကြီးညာချက်များကိုဟန်ပြထုတ်ပြန်ထားတော်လဲလက်တွေ့တွင်မူလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးဖြင့်တိုက်ခိုက်မှုများလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများကိုနေ့စဉ်ရက်ဆက်ဆိုသလိုကျူးလွန်လျက်ရှိနေကြောင်းသိရှိရသည် တို့ရရင်စစ်ကောင်စီကထိုးထုတ်သောစစ်ရာဇဝတ်မှုများကိုမကျူးလွန်ရကြောင်းအကြမ်းဖက်စစ်တပ်ချုပ်ကင်ထားသော နိုင်ငံပိုင်မီဒီယာများဖြစ်သည့် NRTV မြောက်ရီတို့မှတဆင့်ပြောင်ကျကျငင်းဆန်သည့်သတင်းမများထုတ်လွှင့်၍ဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူများပုံဖြတ်ထားသောအချက်လက်များဖြန့်ချီခြင်းဖြစ်ဖြစ်စေဖုံးကွယ်ရန်စူးစမ်းလျက်ရှိကြောင်းသိရှိရသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေးနှင့်အဆိုပါတိုက်ခိုက်မှုများအတွင်ပြည်သူလူထု၏အသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်ရေးအတွက်နီလန်ပေါင်းစုံအသုံးပြုကအစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNG ကကြေညာသည်